ကုံမောင်ခေရဲ့အချက်စာဆိုတော်အေမေခွေငငယ်ရာကျောင်းမှာအော်ဆိုခဲ့ဘူးတဲ့လက်ဆောင်ကပြလေးကိုပြုံးရင်တွေးမိတဲ့အခါမေခွေဆိုတဲ့နာမည်ကိုပါမှတ်မှန်းရရှိကြတယ်မဟုတ်ပါလားရှင်မေခွေဟာကျမတို့ကျောင်းသင်ယူညွန်းနှန်းတွေမှာအချက်ကပြလေးတွေကိုပဲချွဲနှဲနေအောင်ရေးတတ်တဲ့သူဖြစ်ကသူရေးတဲ့ကပြတိုင်းဟာအခြေခံလူဒန်းစားဘဝကိုလည်းထင်ရှားစေသလိုနူးညံ့တဲ့မြေတားကိုလည်းမြင်သာအောင်လို့ပြသတတ်တဲ့သူဖြစ်ပါရင် ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို Channel ဗီဒီယိုမှာဆိုရင်တော့ဂုံမောင်ခဲဘိုးတော်ဖျားလက်ထက်မှာစတင်ထင်ရှားခဲ့ပြီးတာယာပရီမင်းလက်ထက်အထိနာမည်ကျော်ခဲ့တဲ့အမေခွေနဲ့သူမရဲ့အထင်ကရလက်ဆောင်ကပြားလေးရဲ့နောက်ွယ်ကဇလန်းလေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မဲခွေရရတနာစင်ကားမျိုးနေစစ်တောင်းဝင်ရဲ့တမီးဖြစ်ကငယ်စဉ်ကတည်းကချစ်ကျွမ်းဝင်ခဲ့တဲ့သူအမွေဝန်မောင်ဆွတ်နဲ့လက်ထက်ခဲ့တာဖြစ်ပါတယ်။အမွေဝန်ဆိုတာရိုးရိုးဝန်မဟုတ်ဘဲနဲ့နန်းတွင်းမှာအလွန်အရေးပါတဲ့သူဖြစ်ပါတယ်။ ဘရင်ရဲ့ပစ္စည်းတွေကိုစီမံခန့်ခွဲရတာအမွေဆက်ခံခွဲမရှိတဲ့သူတွေရဲ့ပစ္စည်းတွေကိုဗန်နာတော်ဖြစ်နေတည်ယူတာ စတဲ့တာဝန်တွေကိုမှန်ကန်စွာနဲ့ထမ်းဆောင်ရတဲ့သူဖြစ်ပါတယ်။ဒီလိုမျိုးမန်ကြီးမာနာကြီးတတ်တဲ့ခင်မှာဒီလိုအာနာရှိတဲ့ဝင်းမင်းတဦးရဲ့ဇနီးဖြစ်တဲ့အတွက်မဲခွေဟာရိုးရိုးမိမတယောက်တော့မဟုတ်ပါဘူးနော်။သူမရဲ့စာဆိုစွမ်းရည်တွေကအဲချင်းတွေရေးတဲ့နေရာမှာထူးချွန်လို့အဲမဲခွေလို့တမိုင်းတွင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမရဲ့အဲဂျင်တွေကဂေတသံဆန္ဒကြောင့်တူရိယာတွေနဲ့ပါတွဲဖက်တည်ဆုံနိုင်တဲ့ကြပြအဖွဲနဲ့တမျိုးပါမဲခွေရဲ့နာမည်ကျော်စာပေလက်ရာတွေတရားမှလက်ဆောင်လို့အမည်ရတဲ့လေးကျိုးကပြားကတကယ်ကိုထူကြပါရဲ့ဒီကပြားဟာဆွေနော့အဝေးတနေရာမှာရှိနေတဲ့ချေရတဲ့ခင်မုံအမွေဝင်မောင်ဆွတ်စီကိုသူမကိုယ်တိုင်လိတ်ပေးလိုက်တဲ့စစ်လိတ်လက်ဆောင်လေးပို့ပြီးတဲ့အကြောင်းဖွဲ့နှွဲထားတာဖြစ်ပါရဲ့ ဒီကဗျာကိုဖက်လိုက်မယ်ဆိုရင်မျက်လုံးထဲမှာဆက်လေးကိုမမြင်ရပဲချက်ချင်းမျက်တာအပြင်းနဲ့ရိုးသားတဲ့အမျိုးသမီးတဦးရဲ့ပုံရိပ်တွေကိုသာမြင်အောင်လာစေမှာပါကျမတို့စားထဲမှာအော်ကြိုက်ခဲ့တဲ့အတိုင်းမှာပဲမဲခွေရဈေးရနေဖက်ကုံမဝေဘဲနဲ့ကိုတိုင်းခုခဲ့သလိုမီးနဲ့နေပူမှာမလန်းမဲအိယာခေါင်းအောင်မှာကိုငွေ့နဲ့ချအောင်လို့ပြုလုပ်ပေးခဲ့ပါရယ်ဆဲလေးဘက်ကိုဓာတ်လို့အရာတွေနဲ့မဖြတ်ဖဲရှိတ်သွားနေပဲကြိုက်ဖြတ်ခဲ့ပြီးတရိတ်ဆန်တွေရဲ့အသက်ကိုသုံးတဲ့ပိုးချီမြင့်ကိုမသုံးမဲနဲ့တန်မှန်ဝါကြီးမြင့်ကိုပဲအသုံးပြုခဲ့တာပါ ချစ်သူရဲ့ကိုသင်းနဲ့မှုမွေးလေးနဲ့ဆဲလေးကိုမောင်နှကမ်းမှာခဲစေခြင်းနဲ့မဲခွေရစေတနာဟာကုန်းမောင်ခေကနေပြီးအခု21ရာစုအထိလူအများကျေနပ်ပီတီဖြစ်ရတဲ့ဇလန်လေးပါပဲဒီကဗျာလေးရနေတစင်ရှိခဲ့အမျိုးသမီးတွေရဲ့လင်းယောက်ျားပေါ်သစ္စာဆောင်တည်ပုံတံမိုးထားပုံချစ်မြတ်နိုးပုံတွေကိုအခမ်းအနားမြင်ရတယ်လို့မဲခွေရဲ့မဲမကောင်းပီသားစွာနူးညံ့သိမ်မွေ့ပုံတွေကိုလည်းအခမ်းအနားမြင်ရပြန်ပါတယ်ကျမသာအမွေဝင်ဖြစ်ခဲ့မယ်ဆိုရင်မဲခွေလုံအမျိုးသမီးလေးကိုအင်မတန်မြတ်နိုးမိမယ်လို့ထင်ပါတယ် ။ဒါကြောင့်လဲဂီတာနဲ့အနုပညာတွေကိုပေါင်းစပ်ထားတဲ့အဲမဲခွေရဲ့ကြပြားတွေဟာမြမကန်တော်ဝင်ထဲမှာမဖျောက်ဖျက်နိုင်တဲ့နေရာတစ်ခုကိုရရှိခဲ့တာပါ။ပရိသတ်ကြီးတို့ရောအခုလောမဲခွေရဲ့လက်ဆောင်ကြပြလေးကြောင်းကြားတဲ့အခါစိတ်ထဲမှာဘလို့ခံစားရပါသလဲလက်ဆောင်ကြပြလေးကိုရောမှတ်မိကြသေးရဲ့လားဆိုတာပြောပြပေးခဲ့ကြပါအောင်နော်အမြဲတမ်းချစ်ခင်ပေးလို့ဂျေဆုများကြီးတင်ပါတယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်ရှင့် Subscribe Like and Share ခေါင်းလေးနှိပ်ပြီး Shubo Channel ကိုအားပေးခဲ့ပါအောင်နော်